ကောင်းမွန်တဲ့ဘဝတစ်ခုဘယ်လိုတည်ဆောက်ကြမလဲဒီနေ့ဒီဗီဒီယိုလေးမှာတော့ကောင်းမွန်တဲ့ good life တစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြပြသွားပါမယ်အဲ့တော့ကျွန်တော်ဆွေးနွေးကြမယ်ဒီဗီဒီယိုလေးကတော့ philosophical ကိုဘဝကိုနည်း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 နားလဲကျင်ပြီးတော့မှဘဝကိုအသက်ရှင်ပြီးအသက်ဝင်ခြင်းနဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပါတယ်အဲ့တော့ကျွန်တော်ပြပြမယ်အကြောင်းအရာလေးကတော့အခုဒီ screen ပေါ်မှာလည်းပြတာတယ်ကျွန်တော်လူတိုင်းမှာအိမ်မက်လို့ရှိကြတယ် ျွန်တော်တိုက်တွေကားတွေမီလီယံနဲ့ချီလို့ဘီလီယံနဲ့ချီလို့ကျွန်တော်အိမ်မက်တွေအများကြီးကျွန်တော်ရှိကြတယ်အဲ့တော့ဒီအိမ်မက်တွေကဘယ်အနေရောက်လာလဲကျွန်တော်တို့တခြားလူတွေကိုတက်တည်ပြခြင်းနဲ့လူတွေရှိမယ်ဥပမာဆိုရင်ဆွေမျိုးတွေကိုငါလှုပ်ဆောင်နိုင်တယ်ဆိုတာတက်တည်ပြခြင်းနဲ့လူတွေဒါမှမဟုတ်ကိုယ်အနေနဲ့တိုင်ဘက်တွေကိုတက်တည်ပြခြင်းနဲ့လူတွေဒါမှမဟုတ်ကိုကိုကိုတက်တည်ပြခြင်းနဲ့လူတွေရှိမယ်တချို့ကြောင့်လည်းမဟုတ်ငါငွေလေးကလေးကဖြစ်ခဲ့တဲ့အိမ်မက်လေးကိုရခြင်းလို့ဆိုရက် ပုံကိုယ်ရှိမယ်ကိုကစီယုံရင်ဖွင့်နေတယ်ကြောင်းရင်ဖွင့်နေတယ်ဒါမှမဟုတ်ဒီလိုမျိုး software လေးနဲ့ပတ်စံနေရခြင်းနဲ့ဒီလိုမျိုးဘဝနေထိုင်မှုပုံစံမျိုးလေးနေခြင်းနဲ့ဒါငယ်ဘဝအိမ်မက်တွေရှိမယ်ဒါမှမဟုတ်တချို့ရောက်လေတခြားလူတွေကိုကြည့်လိုက်တယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုကြည့်ရင်အားကျတယ်အားကျလို့လည်းဖြစ်နိုင်တယ်ဒီပုံမှန်မူတည်ပြီးတော့မှကျွန်တော်တို့မှာရီမန်းချက်တွေဖြစ်လာတယ်အိမ်မက်တွေဖြစ်လာတယ်ဒါကလူတိုင်းမှာအိမ်မက်ဆိုတာရှိကြတယ်အဲ့တော့တချို့တွေကြတော့ဒီအိမ်မက်ကိုမှပြောတာပဲရှင်းရှင်းမယ် တိန်းသားပဲဖြစ်ဖြစ်မယ်။ဒါမို့ဒီအိမက်ဒီအကောင့်တွေဖော်ဖို့တော့မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့အတွက်ကြောင့်မို့ပဲဘဝကိုရေစုံမျောနေတာဖြစ်ကောင်းဖြစ်မယ်။လူတိုင်းမှာအိမက်တွေရှိတယ်။အဲ့တော့ဒီအိမက်တွေကိုအများစုကတော့အကောင့်တွေဖော်ဖို့အတွက်ဆိုလို့ရှိရင်အိမက်တွေတော့လိုက်တယ်။ကိုလက်ရှိရှိနေတဲ့အရာနဲ့ကိုရောက်ချင်တဲ့နေရာနဲ့ကဝေးနေသေးရဆိုလို့ရှိရင်ဘဝမှာ ရုန်းကန်မှုတွေပြုလုပ်ကြရတယ်။ပင်ပန်းတယ်ခါလိုက်ကြရင်ကိုဖြစ်စေချင်တဲ့အရာရှိကိုအိမက်တွေဖြစ်ဖို့အတွက်ဆိုရင်ဒါကိုရဲ့ တမီးစားဘယ်လိုလုပ်ပြရမလဲလင်မယားဘယ်လိုလုပ်ပြရမလဲအဖေမယားဘယ်လိုဖျက်ရမလဲကိုယ့်ရဲ့မောင်နှမတွေကဘယ်လိုဖျက်ရမလဲဒါမျိုးတွေစဉ်းစားပြီးသွားရင်တစ်ခါလေကြာလို့ရှိရင်ပင်ပန်းနွမ်းနေတော့တတယ်အဲ့တော့ကျွန်တော်လူပေါ်ကဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးညီ100%အကုန်လုံး perfect ဖြစ်နေမှာမဟုတ်ကျွန်တော်တို့ဘဝမှာအခက်အခဲတွေရှိမယ်ဒုက္ခတွေရှိမယ်ဒီတော့ဒီမန်ချက်ပန်းနိုင်တွေကိုအကောင့်နဲ့ပေါ်နေရင်းနဲ့ ကိုဘွားကလည်းပျော်ဖို့လိုတယ်အဲ့တော့ဒီကြောင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုရင်ရီမန်းချက်ပန်းတိုင်းချတဲ့နေရာမှာကျွန်တော်အမြဲတမ်းကိုကူကူမီးတဲ့အရာတစ်ခုရှိတာတရက်တောင်ကဘလို့ကုံဆုံးကျင်တာလေဥပမာဆိုရင်ကိုလက်ရှိအချိန်နဲ့ကိုရဲ့ရီမန်းချက်ပန်းတိုင်းရောက်သွားတဲ့အချိန်နဲ့တီကြာတာကတရက်တာ24 hour ကိုကျွန်တော်တို့ကဖြတ်တန်းရမှာပဲဒီ24 hour အတွင်းမှာတရက်တောင်ဘလို့ဖြတ်တန်းကျင်တာလေကျွန်တော်တို့မှာအချိန်တွေရှိမယ်စားချိန်ရှိမယ် social အချိန်ရှိမယ်ကျွန်တော်တို့အလုတ်ချိန်နေကျွန်တော်တို့ရှိမယ်အဲ့တော့ဒီတရက်တောင်ကဘလို့ဖြတ်တန်းကျင်တာလဲကျွန်တော်ရီမန်းချက်ပန်းနိုင်ရောက်กว่าရောဒီတရက်တာဖြတ်တန်းမှုပုံစံကအရင်กว่าวะမလားအရင်ပြောင်းวะမလားဥမာမြခိုင်းဆိုလို့ရှိရင်ကိုယ်ကဆိုင်ကယ်လေးစီးမယ်ဒီတော့ကားစီးလာမယ်နောက်ပိုင်းကားအကောင်စားကြီးဖြစ်လာမယ်နောက်ပိုင်းကျလို့ရှိရင်ဒါ တခြားလူတွေမှာမရှိဘဲနဲ့တကယ်ကိုယ်မှာပဲရှိတဲ့ကားတွေဖြစ်လာမယ်။ဒါမှမဟုတ်လေကိုကလေရင်တွေပါဖြစ်ဖြစ်လာမယ်အဲ့ဒီချိန်ကြောင့်လို့ရှိရင်အရင်တော့ကိုကနေပြီးအိမ်ကားနေတယ်။ဒီကမှသင်ကိုရဲ့ကိုပိုင်အိမ်ဖြစ်လာတယ်အိမ်ကအကျယ်ဖြစ်လာတယ်အိမ်ကတကယ် luxury ဖြစ်လာတယ်ဒါမှမဟုတ်အိမ်ကအရန်ကြီးကျယ်တဲ့အိမ်ဖြစ်လာတယ်။ဒါမှမဟုတ်ကိုတိုင်းဟိုတယ်မှာနေတာဖြစ်ဖြစ်မယ်။အဲ့တော့ဒါကဘာဖြစ်လို့လဲဆိုတော့တရက်တောင်ဖြတ်တမ်းမဲ့ပုံစံကိုကျွန်တော်တို့ကကြည့်လို့ရတယ် လက်ရှိမှာကိုတည့်ရတာဘလို့ဖြစ်တတ်နေလဲတကယ်လို့ကိုယ့်ရီမန်ချက်ပန်းနိုင်ဒီအကောင့်တွေပေါ်လာလို့ရှိရင်ကိုယ့်တည့်ရတာဖြစ်တတ်မှုကဘလို့ဖြစ်နေမလဲကိုကဒီတည့်ရတာဖြစ်တတ်မှုဟာလေဘလို့မျိုးခံစားကျင်တာလဲကိုယ့်ရီမန်ချက်ပန်းနိုင်မျိုးဘာအနေနဲ့ပြောင်းကြည့်လဲဆိုရင်ဒီတရက်တာဖြစ်တမ်းမှုအနေနဲ့ကျွန်တော်ပြောင်းကြည့်ကြည့်ပါအဲ့တော့ကျွန်တော် ဘောလူတိုင်းမှာရီမန်းချက်ပန်းနိုင်တယ်တူမှာမဟုတ်ဘူးတရက်တာကုံဆုံးခြင်းတဲ့ပုံစံတွေတူမှာမဟုတ်ဘူးဒါရီကိုအပြောင်းလဲလုပ်ကြည့်ရယ်ဆိုလို့ရှိရင်တရက်တာကိုအပြောင်းလဲလုပ်ကြည့်ရယ်ဆိုရင်ကိုပေါ်ဝါကတရက်တရက်နေထိုင်တဲ့ပုံစံပျော်ရွှင်ပြီးတော့မှနောက်တစ်ဆင့်နောက်တစ်ဆင့်ရောက်လာလိမ့်မယ်ဥပမာဆိုရင်ကျွန်တော်ဘောမှာလည်းရီမန်းချက်ပန်းနိုင်တယ်ရှိရယ်အဲ့တော့ဒီရီမန်းချက်ပန်းနိုင်ရောက်လာဖို့အတွက်ဆိုရင်ကျွန်တော်တို့ တရက်တော့ဘလို့ဖြတ်တန်းကျင်လဲကျွန်တော်ပြန်စဉ်းစားကြည့်ရင်ဒါမိတ်ဆွေတို့နဲ့တူကြမလဲတူလိမ့်မယ်ဒါမဲ့မိတ်ဆွေတို့ဒီ exercise တွေလုပ်လို့ရတယ်ဗောနော်ကျွန်တော်တရက်တာဖြတ်တန်းကျင်တဲ့ပုံစံဆိုလို့ရှိရင်ကျွန်တော်လေ့လာနော်ကျွန်တော်လေ့လာမယ်ပြီးလို့ရှိရင်စမ်းသပ်မယ်ပြီးလို့ရှိရင် မျှဝေမယ်ကျွန်တော်ဘဝမှာဒီ၃ခုတွေအရေးကြီးတယ်ဘာလို့လဲဆိုရင်ကိုဘဝမှာနားလဲကျင်တယ်ဘဝကြီးဖြတ်တန်းမှုမှာဆိုရင်ဘာကြီးနားလဲကျင်လဲဆိုရင်ကိုယ့်ရဲ့ဘဝရဲ့ဖြစ်တည်မှုလူတွေ ပြီးလို့ရှိရင်နက်နက်နဲနဲအရာတွေကိုညှဝေ့ခြင်းနဲ့နားလေခြင်းနဲ့အဲ့တော့ဒီကနေပြီးကျွန်တော်အချက်၃ချက်ကိုစဉ်းစားရတရက်တာမှာကျွန်တော်အနေနဲ့ဘာဖြစ်ရမလဲဆိုရင်လေးလာလို့ရရမယ်စမ်းတက်လို့ရရမယ်ပြီးလို့ရှိရင်ညှဝေ့လို့ရရမယ်ဒီ၃ခုလုံးနေရင်လည်းဘာဖြစ်ရမလဲဆိုရင်အသက်မူဝံကြောင်းဝေငွေဝင်ရမယ်ဒီ၃ခုလုံးနေလို့ရရင်ကျွန်တော်တို့ကအဆင်ပြေတယ်ဒီ၃ခုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကတော့ကိုယ့်ရဲ့ဒီ lifestyle မျက်လာလေးလေးကိုနေတဲ့နေရာ ကိုအနေနဲ့အတုံးဆောင်ဒါတွေကလည်းပြောင်းလဲဖြစ်လာနိုင်တယ်ပေါ့နော်တကယ်လို့ကိုကလက်ရှိနဲ့မကျေနပ်ဘူးဆိုနောက်တစ်ဆင့်ကိုတွားလို့ရတာပေါ့အဲ့တော့တရက်တော်ဘလို့ကုံဆုံးကျင်လဲတောင်းအမေးကြည့်ပြီးတော့ကိုခုနကတော့တရက်တော်လုံနေတယ်လုတ်ချင်ပြီးလုံလုံနေရတယ်ဆိုရင်ကိုဘဝကဘာဖြစ်လာမလဲဆိုရင်အသက်ရှင်ပြီးအသက်ဝင်လာမယ်အဲ့တော့လူအများဆုံးအသက်ရှင်နေကြတယ်ဒါပေမဲ့လူအများဆုံးအသက်မဝင်နေဘူးဘာကြောင့်မလို့လဲကျွန်တော်ပြပြမယ်ကျွန်တော်တကယ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ဘီလီယံနာဆိုတဲ့ပုံကိုကျွန်တော်တွေ့ပူတယ်။မာတီမီလီယံနာတွေကျွန်တော်တွေ့ပူတယ်။တစ်နှစ်တစ်နှစ်ကိုဒါသူတို့ရဲ့ sales တွေဒါဒေါ်လာတန်း၄၅၆၀နော်တရာအထိကျွန်တော်တို့ဝင်နေတဲ့ပုံကိုကျွန်တော်စကားပြောပူတယ်။သူတို့နဲ့အတူတူဒါဒါဆွေးနွေးပူတယ်သူပြတ်တနိုင်နားဟောင်ပူတယ်။ဘာတစ်ခုတတွေ့လဲဆိုရင်ငါဘာကြောင့်အလုပ်လုပ်နေရလဲ။ငါရမ်းတော်နေပြီ။ငါဘာကြောင့်အလုပ်လုပ်နေရလဲ။တက ဒီမှာပျော်နေတဲ့လူတွေလည်းအများကြီးရှိရယ်ဒီနေရာမှာဘာဖြစ်လဲဆိုရင်အသက်ရှင်ပြီးအသက်ဝင်ဖို့အတွက်လိုနေတဲ့လူတွေလည်းအများကြီးရှိရယ်ဘာကြောင့်မလို့အသက်ရှင်ပြီးတက်ဝင်မနေရလဲကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့သူ့ရဲ့ control လို့ခေါ်တဲ့သူ့ရဲ့အလုပ်လုပ်ဆောင်နေတဲ့အရာတွေဒီသူ့ရဲ့လက်အောက်မှာပဲအကုန်လုံးရှိမနေဘူးလို့ခံစားရတာကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေပူလောင်နေတဲ့လူတွေကြည့်ကြည့်ပူလောင်နေတဲ့လူများစုကြည့်ရင် သူဖြစ်ချင်တဲ့အတိုင်းမဖြစ်နေတဲ့လူတွေဒီဒါအရင်ဖြစ်ချင်တယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်နေဘူးပူလောင်တယ်ဒီပုံစံမှာဖြစ်ချင်ဦးဖြစ်နေရယ်ဒါပူလောင်တယ်အဲ့တော့တနည်းနည်းပြောရမယ်ဆိုရင်ဖြစ်ချင်တယ်ဆိုတာအတွေ့နော်သူ့အနေနဲ့ဖြစ်ချင်ပြီးလှုပ်ချင်တဲ့ဥပမာဆိုရင် လုတ်ဆောင်ခြင်းနဲ့အကြံဉာဏ်တွေရှိမယ်အလောက်ကံတွေရှိမယ်ဒီ၃ခုဒီ align ဖြစ်တယ်ဆိုလို့ရှိရင်အတွေးအကြံအလုပ်ဒီတဟသာတာဖြစ်တယ်ဆိုရင်အသက်ရှင်ပြီးအတက်ဝင်တယ်ကိုယ့်ရဲ့အတွေးထဲမှာကြောင့်ဒါကိုလုတ်ချင်တယ်ဒါပဲကိုယ်ကတော့မလုတ်နိုင်ဘူးဒါဆိုလို့ရှိရင်တက်မဝင်ဘူးဒီတော့ကျွန်တော်ဒီ၃ခုတဟသာတာဖြစ်ဖို့အတွက်ကြတော့ကိုယ့်ရဲ့အတွေးကိုပြန်ပြီးဆန်းစစ်ရတယ်ကိုယ့်ရဲ့အတွေးကိုပြန်ပြီးဆန်းစစ်ဖို့အတွက်ဆိုရင်ကိုကိုကိုနားလည်ဖို့လိုတယ် ပြီးလို့ရှင်အကြံစီပြင်အလုံးမေးဆွေးစမ်းသကြည့်ပါခုဘောမှာဖြစ်ချင်တာဖြစ်ဖို့အတွက်ဆိုလို့ရှင်ကိုယ့်ရဲ့အတွေးလဲမှန်ရမယ်အကြံစီလဲမှန်ရမယ်အလုပ်လဲမှန်ရမယ်ဒီအတွေးအကြံအလုံးနဲ့ဒါအခြေအနေနဲ့တဟဆာတာဖြစ်တယ်ဆိုလို့ရှင်ကိုလိုချင်တဲ့အရာရမှာပဲတခါလေကြာလို့ရှင်အခြေအနေမပေးခဲ့ဘူးဆိုလို့ရှင်ကိုယ့်ရဲ့အတွေးအကြံအလုံးကတဒါတဲ့တဟဆာတာဖြစ်နေရင်ဘောကအသက်ရှင်ပြီးတက်ဝင်နေမှာ အခြေအနေဘလို့ဖြစ်ဖြစ်အသက်ရှင်ပြီးတက်ဝင်နေမယ်ဥပမာဆိုရင်ကိုတွေးနေတဲ့အရာကိုကြံစီတဲ့အရာလှုပ်ဆောင်နေလို့ဒီသုံးခုတဟတာတာဖြစ်လို့ရှင်ဘဝအသက်ရှင်ပြီးတက်ဝင်နေခုနကတော့ကျွန်တော်ပြောလို့ပါကျွန်တော်အတွေးထဲမှာဆိုရင်မလှုပ်ချင်လို့နေ့စဉ်လ ీల ချင်တယ်စမ်းတက်မှုတွေပြုလုပ်ချင်တယ်ပြီးလို့ရှင်မျှဝေချင်တယ်ဒီအတွေးလေးနဲ့ကျွန်တော်ဒါကိုမျှဝေဖို့ဖို့အတွက်ကျွန်တော်ကြံစီရတယ်ဥပမာဆိုရင်အခုဆိုကျွန်တော်ပြန်မျှဝေရကျွန်တော်တွေးမိတဲ့အတွေးလေးကိုဒါဗီဒီယိုရိုက်ဖို့အတွက်ဆိုရင်ကျွန်တော်ဒါ software တခုမှာ iPad လေးနဲ့ကျွန်တော်များဝေခြင်းတဲ့ပုံစံမျိုးနဲ့ကြံစီပြီးတော့မှအခုဆိုလို့ရှိရင်ကျွန်တော်လှုပ်ဆောင်ပြီးများဝေရတယ်ကျွန်တော် YouTube မှာတင်တယ်အဲ့တော့ဒီအတွေးအကြံအလို့တစ်ခါသာတာဖြစ်တယ်ဆိုလို့ရှိရင်ဒါအသက်ရှင်ပြီးတက်ဝင်နေရပဲကျွန်တော်တည်တဲ့ဒီမျိုးဗီဒီယိုမျိုးကဒါကြည့်တဲ့လူအရင်များမှာမဟုတ်ဘူးဒါကျွန်တော်နားလဲတယ်ဒါပေမဲ့ကျွန်တော်လူလူဒါနားလဲခြင်းတဲ့လူတွေအတွက်ကိုဒါအတွေးခေါ်ပိုင်းကိုကျွန်တော်တို့စိတ်ဝင်စားတယ် တတနာပိုင်းစိတ်ဝင်စားတယ်နားလည်ခြင်းတယ် philosophy ပိုင်းကိုလေ့လာခြင်းတယ်ပေါ်ပေါက်ခြင်းတယ်ဒါမျိုးမိတ်ဆွေတို့အတွက်ကိုကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုအတွေးအကြံအလို့ကတဟဇာတာဖြစ်ဖို့အတွက်ဆိုရင်ဘာပူဖြစ်ရမလဲဆိုလို့ရှိရင်ကိုကိုကိုပူနားလဲရမယ်။ဒါကြောင့်မို့ကျွန်တော်နားမလဲရင်မားမယ်ဆိုတဲ့စကားလုံးလေးရှိတယ် မစ်စင်းသားကြည့်ပါကိုကိုကိုနားမလဲကိုကြောင့်မလို့ကိုစိတ်ညစ်မယ်ကိုရဲ့မိဘကိုနားမလဲကိုမိဘကြောင့်ကိုစိတ်ညစ်မယ်ကိုရဲ့တာသမီကိုနားမလဲကိုတာသမီကြောင့်စိတ်ညစ်မယ်မားကတ်တင်းနားမလဲမားကတ်တင်းကြောင့်စိတ်ညစ်ရမယ် စီးပွားရေးအကြောင်းနားမလဲစီးပွားရေးအကြောင်းဆင်ခြင်ရမယ်နားမလဲမားမယ်ဒါကြောင့်မလို့လူတစ်ယောက်ရဲ့ဖြစ်တည်မှုရဲ့အရေးကြီးဆုံးစကားလုံးဆိုလို့ရှိရင် self awareness လို့ခေါ်တယ်ကိုကိုကိုတီးဖို့လိုတယ်ကိုကိုကိုတီးမတာကိုယ့်ရဲ့အတွေးကိုယ့်အကြံစီကိုယ့်ရဲ့အလုပ်ကိုင်ဒါတွေကိုတဟဇာတာဖြစ်အောင်လုပ်လို့ရမှာဒီလိုလုံးမှပဲတရက်တာဒီအသက်ရှင်ပြီးအသက်ဝင်နေမှာဒီတော့တရက်တရက်ကိုကျွန်တော်တို့အကြည်တက်တွေနဲ့ဖြတ်တန်းလို့ရမယ်အခါကြကြဖြတ်တန်းလို့ရမယ်ဒီလိုဖြတ်တန်းနေရင်ကျွန်တော်တို့ရဲ့ရီမန်ချက်ပန်းနိုင်တွေကအကောင့်ထဲပေါ်လာမှာဖြစ်တယ် အဲ့တော့ဒီလိုမျိုးတွားတဲ့နေမှာဆိုရင်အကောင်းဆုံးနီးလန်းကကိုကိုကိုနားလေဖို့အတွက်ဆိုလို့ရှိရင်ပြက်တနာတွေကျုံလာပြီးအခက်အခဲတွေကျုံလာပြီးကိုဖြစ်စေခြင်းလိုဖြစ်လာလို့ဆိုရင်အပြစ်မတင်တဲ့အဖြစ်ရှာအပြစ်မတင်တဲ့အဖြစ်ရှာအဖြစ်တင်လိုက်ပြီးဆိုရင်ဖြေရှာခြင်းစီပေါက်ွားပြောက်ွားလိမ့်မယ်အပြစ်မတင်တဲ့အဖြစ်ရှာနောက်တစ်ခုကကျောင်းပြိုင်မငင်းနဲ့မီတခုခုဆိုလို့ရှိရင်တစ်ဖက်လူရဲ့စဉ်းစားရပုံစံရှိရကျွန်တော်တို့ရဲ့စဉ်းစားရပုံစံရှိရပြိုင်မငင်းမဲ့နဲ့မေးကြည့်ကြည့်ပါဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့နားလည်မှု level တွေပို့ပြီးတော့မှတက်လာပါလိမ့်မယ် ပြီးွားရင်ကိုဘဝမှာနော်တခါလေကြာလို့ရှိရင်ပေးထားချက်တွေရှိတယ်ကိုရဲ့ဖီမီမိဘတာတမီကိုရဲ့တမီရေးစားလင်မယားဘဝပေးခြင်းတွေပေးထားချက်တွေရှိတယ်ပေးထားချက်တွေကကျွန်တော်တို့ဘဝရဲ့အခက်ခဲတွေဖြစ်နေတော့တစ်ဖက်ချက်မှာအခွင့်အလမ်းတွေရှိရင်ဒီတော့ဒီပေးထားချက်တွေကိုပြစ်မထားနဲ့ရှောင်မပြေးနဲ့ဒီပေးထားချက်တွေရရင်ကျွန်တော်တို့ရဲ့ message တွေကိုကျွန်တော်တို့ တွေ့အောင်ရှာပြီးလို့ရှိရင်အဲ့ပေးသားချက်တွေတွေဟာပြီးတော့မှကျွန်တော်တို့ဘာတွေမေးသားလဲအဲ့မေးသားတဲ့မေးသားချက်မေးခွန်းတွေကိုကျွန်တော်တို့ဖြေဖြေလို့ရှိရင်နောက်တစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တို့ရောက်လာမယ်လို့ကျွန်တော်တို့မြင်သူများတော့မသိဘူးကျွန်တော်ဘွားမှာဆိုရင်တချို့တခြားတွေလွယ်လွယ်လေးရတဲ့ရဆိုရင်ကျွန်တော်နည်းနည်းခက်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 ပို့လို့ရတတ်တယ်အလားတူပဲအလကားရဆိုတော့ခုဘွားမှာမရှိတလောက်ပဲအဲ့တော့ဘာဖြစ်လာလဲဆိုရင်ဒီရဲ့ခက်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 လို့ရတဲ့အတွေ့အကြုံတွေက ခုဘဝမှာအဖြေရှာဖို့အတွက်ပိုပြီး strong ဖြစ်လာစေရပိုပြီးတော့တန်မာလာစေရကိုဉာဏ်ပိုကောင်းလာစေရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပေးထားချက်တွေထဲမှာမေးထားချက်တွေရှာပါလို့ပြောပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကပါလဲဆိုရင်ကျွန်တော်စဉ်းစားမိရဲ့ conceptual frame ကိုလူအများစုဒီ image တွေနောက်ကိုလိုက်ကြရတူဖြစ်ချင်တဲ့ image တွေဟိုပါလို့နောက်20နောက်10နှစ်5နှစ်3နှစ်မှာဖြစ်ချင်တဲ့ image တွေနဲ့ပဲနေကြတယ် image တွေနဲ့ပဲမနေနဲ့ဒီ image တွေကြီးနောက်တစ်ဆင့်ကျွန်တော်တို့ဘာလုပ်ကြည့်ပါလဲငါတရက်တော့ဘလို့ ကုံဆုံးခြင်းတွေကိုကျွန်တော်တို့စဉ်းစားကြည့်အဲ့ဒီတရက်တာမှာခုံဆုံးခြင်းတဲ့အရာတွေကိုကျွန်တော်တို့ကသုံးခုပဲအဓိကလုပ်ရမယ်ဆိုအဲ့ဒီသုံးခုကျွန်တော်တို့စဉ်းစားကြည့်ပြီးတော့ဒီသုံးခုကငါလုပ်ရမယ်ဆိုရင်အသက်ရှင်ပြီးအသက်ဝင်နေမလားပြန်စဉ်းစားကြည့်โอเคအသက်ရှင်ပြီးအသက်ဝင်နေမယ်ဆိုလို့ရှိရင်ငါကဒီသုံးခုလုံးလုံးဖို့တော့စကူဘလို့တွေးလဲဘလို့တွေးလို့ဒီသုံးခုကအရေးကြီးရလဲโอเคเนาะအဲ့တော့ဒီသုံးခုလုံးဖို့တော့ဆိုဘလို့တွေးရမလဲဘလို့ကြံစည်ရမလဲဘလို့လုံးဆောင်ရမလဲဒီအတွေးကြံအလုပ်ကိုတဟဇာတာဖြစ်အောင်ကျွန်တော်တို့လုပ်အောင်မယ်ဘာလို့လဲဆိုတော့တစ်ခါလျက် လုတ်လုတ်ချင်တယ်ဘာလို့မှမတည်ရဲ့လူရှိရဲ့တချို့ကြောင့်အတွေးရရမြရတယ်ဒါပေမဲ့အဲ့အတွေးကိုအကောင်းဆုံးဖော်ဖို့အတွက်အကြံစီမရှိရဲ့လူရှိရဲ့အဲ့တော့ဒီ၃ခုကိုကျွန်တော်ကတဟသာတာဖြစ်အောင်ကျွန်တော်လုပ်ရမယ်တရက်တာမှာကိုဖြတ်တန်းခြင်းတဲ့ပုံစံလိုမျိုးဖြတ်တန်းနိုင်ဖို့အတွက်ကိုတွေးတဲ့ပုံစံအကြံစီတဲ့ပုံစံအလုပ်လုပ်တဲ့ပုံစံအဲ့တော့ဒီလိုလုပ်ဖို့အတွက်ဆိုရင်ကိုကိုကိုနားလည်အောင်လုပ်ရမယ်ပြီးလို့ရှိရင်ကိုအလုပ်ကိုနားလည်အောင်လုပ်ရမယ်ဒီလိုနားလည်ဖို့အတွက်ဆိုရင် အပြစ်မတင်တဲ့အဖြစ်ရှာပြန်မငင်းနဲ့မီပြီးလို့ရှင်ဘွားရဲ့ပေးသားချက်တွေကိုတွားပြီးတော့မစိတ်ညစ်မနေနဲ့အခက်ခဲတွေကိုထိုင်ပြီးအပြစ်တင်မနေနဲ့အခက်ခဲရဲ့တစ်ဖက်ချမ်းမှာအခွင့်အလမ်းတွေရှိရဆိုတော့ကျွန်တော်တို့တည်တာပြီးတော့မှပေးသားချက်တွေတွေကမိသားချက်ကိုရှာမယ်ဆိုလို့ရှင်ကျွန်တော်ဘွားဒီလူတွေမမတ်မိတော့အောင်တူတက်ပြောင်းလဲတဲ့ပုံစံတိဆောက်လို့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ပါလီစဉ်းစားမိလဲ comment မှာရေးခဲ့လို့ရရေးခဲ့ပြီးပါအောင်အဆုံးတိကျပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ